ကဲအားလုံးပဲကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်ရှေ့ရမှာအကောင်းဆုံးဆိုတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရမှာပွဲကြုံ၃၀ချက်အဲ့တော့ညီကတို့အနေနဲ့ကျွန်တော်ရမှာ Spotlight to Facebook page ကို like and follow မလို့ရသေးညီကိုများကျွန်တော်ရမှာ page ကို like and follow လေးနဲ့ပြုလုပ်ပေးသွားပြီးတော့ YouTube channel နဲ့တစ်ဆင့်ကြည့်ရှုနေတဲ့ညီကိုများကျွန်တော်ရမှာ Spotlight to YouTube channel လေးကိုလည်းပဲ subscribe များပြုလုပ်ပေးသွားကြပါအောင်ဗျာနော်အဲ့တော့ကျွန်တော်ပရီးမီးယားလိပွဲစဉ်ရှေ့ရမှာအကောင်းဆုံးပွဲစဉ်တစ်ပွဲလီဗာပူးမန်ချက်စတာယူနိုက်တက်ဒီနေ့ကနေညမြန်မာစံတော်ချိန်10:00ချိန်မှာရှင်ပြိုင်ဆောသားမှာဖြစ်ပါရယ် အဲ့တော့လီဗာပူးလ်ရဲ့မှာအင်ကွန်းဖြစ်တဲ့အန်ဖီကွန်းမှာမန်ချက်စတာယူနိုက်တက်တို့ကသွားရောက်ပြီးတော့အရှင်ပြိုင်ဆောက်သားရေးရမှာပဲဖြစ်ပါတယ်။အဲ့တော့မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ဒီပွဲစဉ်မှာကတော့သူတို့ရဲ့မှာကစားသမားအများစုပေါ့နော်အားလုံးပြန်လည်ပါဝင်လာဖို့ရှိပြီးတော့လီဗာပူးလ်ဘက်ကတော့သူတို့ရဲ့မှာအဓိကကိုယ်တော်မှဖြစ်တဲ့အလီဆန်ဘန်ကာတို့တော့လွဲချော်ဖို့အနေထားတွေရှိနေခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့လက်ရှိအချိန်ထိမန်ချက်စတာယူနိုက်တက်တို့ဘက်ကခံမှန်လိုင်းနဲ့ရဆိုလို့ရှိရင်တော့ကိုယ်တော်မှဖြစ်ဆန်နီလမန်နဲ့ပွဲထွက်လာဖို့ရှိပြီးတော့နောက်တန်းမှာဆိုရင်တော့ယိုယိုဒီလစ် လူရှော့တို့ပွဲထွက်လာဖို့ရှိတယ်လို့ကွန်းလိုက်မှာဆွန်တော့ဒါလော့ဥကာတီဘရူနိုဖာနန်ဒက်နဲ့ဒရူဂူတို့ပွဲထွက်လာဖို့ရှိတယ်ဆိုပြီးတော့ဖူမူကခံမှန်းသုံးသက်ပေးထားတာဖြစ်ပါတယ်။တိုက်ကြမှာဆွန်တော့အန်ဘူမိုဗီဂျမင်ရှာကွန်နဲ့ကျွန်တော်တို့မေဆန်မောင်းတို့ပွဲထွက်လာမယ်ဆိုပြီးတော့ခံမှန်းသုံးသက်ပေးထားတာဖြစ်ပါတယ်ဗျာနော်။အဲ့တော့ Manchester United တို့အနေနဲ့ကတော့တကယ်ကိုပဲသူတို့ရဲ့မှာအကောင်းဆုံးဆိုတဲ့ကသမားတွေနဲ့ပွဲထွက်လာဖို့ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဲ့တော့ဘက်မှာရှိနေခဲ့တဲ့လီဗာပူးလာဆိုလို့ရှိရင်တော့ဖတ်စလိုက်နဲ့ဖြစ်ကတော့ကိုသမားဖြစ်တဲ့မမဒါရှာဘီဘီလီဆိုတဲ့ကိုသမားနဲ့ပွဲထွက်လာမှာဖြစ်ပါတယ်သူတို့ရဲ့မှာအဓိကကိုသမားအလီစင်ဘက်ကမပါဝင်လာနိုင်မှုနဲ့အတူကျွန်တော်တို့စကန်လိုင်းနဲ့ကိုသမားဖြစ်တဲ့မမဒါစီအာဖာဟာလီလာဘယ်လိုပြန်မေ့သွားပြီနော်အဲမမဒါရှာဘီလီဆိုတဲ့ကိုသမားနဲ့ပွဲထွက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့နောက်တန်းမှာဆိုလို့ရှိရင်တော့ဘာတလီ ကွန်ဒီဘန်ဒိုင်းနဲ့ကျွန်တော်တို့ကာကစ်စတိုပွဲထွက်လာမှာဖြစ်ပြီးတော့ကွန်လက်မှာဆိုတော့ကာဘင်ဘီချ်ဆိုပိုစလိုင်းတို့ပွဲထွက်လာမှာပဲဖြစ်ပါတယ်တိုက်စစ်မှာဆိုတော့ဆာလက်ဖလိုရင်ဝစ်အဂပူနဲ့ကျွန်တော်တို့အီဆက်တို့ပွဲထွက်လာမှာပဲဖြစ်ပါတယ်အဲ့တော့လက်ရှိချိန်ထိဒီနှစ်သိအမအနေထားကတော့လီဗာပူးတို့ကအဲနောက်ဆုံးကျွန်တော်တို့ငါးပွဲမှာသုံးပွဲလောက်အထိရှုံးနေပြီးတော့သူတို့အနေနဲ့အဆင့်နှစ်ကိုရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်လီဗာပူးတို့အနေနဲ့ကတော့ကျွန်တော်တို့နောက်ဆုံးငါးပွဲမှာကျွန်တော်တို့အဲသုံးပွဲတိတိရှုံထားတယ်ဆိုတော့လုံးဝမဖြစ်တဲ့အနေထားမျိုးလီဗာပူးတို့က မကြုံစဘူးကြုံတွေ့နေကြတာဖြစ်ပါတယ်အကောင်းမွန်ဆုံးဆိုတဲ့ကသသမားတွေကျွန်တော်တို့ပြောင်းရွှေ့ကြေးအမြင့်ဆုံးဆိုတဲ့စံချင်းစံချင်းတင်ပြောင်းရွှေ့ကြေးနဲ့ပေးထားရတဲ့ကသသမားတွေရဲ့မှာလက်ရှိကျွန်တော်တို့၉ပေါက်အပြောက်ဆုံးနေမှုနဲ့အတူလေဘဘူးတို့ကတော့၃ပွဲဆက်၅ပွဲပျောက်ဆုံးနေကြတာပဲဖြစ်ပါတယ်အဲ့တော့လေဘဘူးတို့အနေနဲ့ကျွန်တော်ပြီးခဲ့တဲ့နှစ်ကသူတွေမှာအဓိကကသသမားတွေဖြစ်တဲ့ကျွန်တော်တို့အဲဒေသုံးသားတဲ့ကျွန်တော်တို့အဒီဂိုချိုတာတို့ပြီးရင်တော့လူးဝစ်ဒီယက်တို့အဲနောက်တန်းမှာနောက်တန်းမှာနောက်တန်းကသမားဖြစ်တဲ့ကျွန်တော်တို့အလက်စတန်နာ အာနိုတို့ပေါ့လေနော်အဲဒီကစားသမားတွေမရှိကြတဲ့ကလီဗာပူးတို့ကဘယ်လိုမှမလဲကစားသမားတစ်တီဝယ်ထားတယ်ဒီကကိုစမ်းချင်းတင်ပြောင်းရွှေ့ချင်းနဲ့ကစားသမားတွေဝယ်ထားတယ်ဆိုပေမဲ့ထင်ထားလောက်အောင်အထိလီဗာပူးတို့ကကျွန်တော်တို့ကစားသမားတစ်တီနဲ့အသားမကြသေးရလားဘာလားတော့မသိဘူးလက်ရှိချိန်ထိလီဗာပူးတို့ရဲ့မှာခြေစွမ်းတွေကကျွန်တော်တို့တွေမထင်မှတ်ဖဲကြာဆင်းနေခဲ့တာဖြစ်ပါတယ်အဲ့တော့လီဗာပူးတို့ကျွန်တော်နောက်ဆုံးဆုံးထားတဲ့၃ပွဲကတော့ဂလာတာစရီချယ်ဆီနဲ့ခရစ်စတယ်ဘဲလီတို့ကိုရှုံးနိမ့်ထားတာဆိုတော့ ဲ့ဒီသုံးသင်းစလုံးကကျွန်တော်တို့မိုးပြန်ကောင်းနေခဲ့တဲ့အသင်းတွေမဟုတ်ဘူးချက်စီလို့ဆိုလို့ရှိရင်လည်းဒီနှစ်မှာကကျွန်တော်တို့ပုံမှန်ရှိနေကြအနေထားအဆင့်တစ်ခုပဲရှိနေခဲ့တဲ့ချက်စီလို့ပဲဖြစ်ပါတယ်အဲ့ဒီအဆင့်တောင်မှလီဗာပူးလ်အနေနဲ့မနိုင်ထားဘူးဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်တွေ့မဲ့မန်ချက်စတာယူနိုက်တက်နဲ့လည်းတော်တော်လေးတော့ခက်ခက်ခက်ခဲနဲ့နိုင်မယ်ဆိုရင်တော့မှအနိုင်ရလိမ့်မယ်လို့ထင်တယ်မန်ချက်စတာယူနိုက်တက်ကတော့နောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်ပြီးတော့၂ပွဲရှုံးနေထားတာဖြစ်ပါတယ်သူတို့နိုင်ထားတဲ့အသင်းတွေကတော့ Brentford စန်တန်လန်နဲ့ ဘန်လီလို့အသင်းလေးတွေကိုပဲနိုင်ထားတာဖြစ်ပြီးတော့အဲ sorry ဆာဒလန်ချက်စီကျွန်တော်တို့ဘန်လီလို့အသင်းတွေကိုပဲနိုင်ထားတာဖြစ်ပါတယ်အဲ့တော့ Brentford ကို Manchester United တို့မထင်မှတ်ပဲရှုံးနေထားတယ် Manchester City ကိုလည်းနောက်ဆုံး၅ပွဲထဲမှာပဲကျွန်တော်တို့သုံးနေတဲ့စင်းထဲမှာ Manchester City ကိုလည်းပါဝင်လာခဲ့တယ်ဆိုတော့ Manchester United တို့အနေနဲ့ကလည်းကျွန်တော်တို့ချက်စီအသင်းကိုအနိုင်ကန်ထားနိုင်တယ်ဒါပေမဲ့ဘာမှမဟုတ်တဲ့ Brentford ကိုရှုံးတယ်မန်ချက်စတာစီးတီးကိုလည်းဂိုးပြတ်ရှုံးထားတယ်ဆိုတော့ မန်ချက်စတာယူနိုက်တက်တို့ရဲ့မှာခြေစွမ်းကလည်းလုံးဝယုံကြည်စရာကောင်းတဲ့အနေထားမျိုးမှာရှိနေခဲ့တာမဟုတ်ဖဲနဲ့အဲတလက်စားတလက်ရောဆိုတဲ့အနေထားမျိုးပေါ့နော်မန်ချက်စတာယူနိုက်တက်တို့ရဲ့မှာခြေစွမ်းနေကလည်းကျွန်တော်တို့တွေဘာမှမျှော်လင့်ထားလို့မရဘူးဘာမှရှိတဲ့လီဗာပူးအသင်းကတော့ကျွန်တော်တို့နောက်ဆုံး၃ပွဲဆက်ဆိုတဲ့စံချိန်ကိုမန်ချက်စတာယူနိုက်တက်တို့ပွဲမှာချိုးဖြတ်သွားနိုင်မလားကျွန်တော်အနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ယခုလက်ရှိမြန်မာစံတော်ချိန်၈နာရီခွဲပေါ့နော်စနေနေ့ညမြန်မာစံတော်ချိန်၈နာရီခွဲရမှာကျွန်တော်တို့ အင်တာနက်ပေါက်ကြေးလေးကိုကြည့်ပြီးတော့ဒီပွဲစဉ်ကိုဘယ်အသင်းကအနိုင်ရရှိသွားနိုင်တယ်လဲကျွန်တော်ကခံမှန်းသုံးသပ်ပေးမှာဖြစ်ပါတယ်။အဲ့တော့လက်ရှိအချိန်ထိကတော့လီဗာပူးလ်တို့ကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကိုကျွန်တော်တို့တလုံးရှုံးလောက်အထိဖွင့်ပေးထားတာကိုတွေ့ရတယ်။ဒါမှမဟုတ်ရင်တော့မန်ချက်စတာယူနိုက်တက်တို့ကိုကျွန်တော်တို့အဲ့တဲ့နှုတ်ဘလဘလပေါ့နော်တလုံး90ရှုံးအထက်ပေါ့နော်80ရှုံး80ရှုံးအဲ့လောက်ထိသွားမလားဒါမှမဟုတ်ရင်တော့တလုံးရှုံးလုံးလုံးပဲဖောက်သွားမလားဆိုတဲ့အနေထားမျိုးတော့ကျွန်တော်တို့တွေမြင်တွေ့နေခဲ့ရတာဖြစ်ပါတယ် အဲ့တော့လက်ရှိလီဗာပူးတို့ကတလုံးရှုံးလောက်ထိပေးထားတယ်ဆိုတော့ဒီကြီးကတော်တော်ကြီးကိုကျွန်တော်တို့ပြင်းနေလို့ပြောလို့ရတယ်ကိုပေါင်ကြီးအနေနဲ့ကျွန်တော်တို့သွားကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့၃လုံးတောင်မှအဲတရေလောက်ရှိနေခဲ့ပြီးတော့တော်တော်လေးကိုကိုပေါင်ကြီးကလည်းပြင်းနေလို့ပြောလို့ရတယ်ဗျာနော်၃လုံးတရေပြီးရင်တော့နှစ်ဖက်မှာရှိတဲ့ဘော်ရီကြီးကတော့တလုံးရှုံးဆိုတဲ့အနေအထားမျိုးကိုဖွင့်ပေးခဲ့တယ်ဆိုတော့လီဗာပူးတို့ဘက်ကတော်တော်ကြီးကိုကြည်ပြင်းနေလို့ပြောလို့ရတယ်မန်ချက်စတာယူနိုက်တက်တို့ဘယ်လောက်ကြီးထိပဲခြေစွမ်းနေကြဆင်းနေပါသေးတယ် အသင်းကြီးအသင်းကြီးနှစ်သင်းထိတိုက်တွေ့ဆုံတဲ့အချိန်မှာဒီကြီးပေးတာကတော့ကေကိုပဲကျွန်တော်အနေနဲ့ကြောက်မက်ဖွယ်ကောင်းလောင်ကိုကြည်ပြင်းနေတယ်လို့ပြောလို့ရတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီကြီးကိုကြည့်ပြီးတော့ကျွန်တော်တို့သုံးသက်ရမယ်ဆိုလို့ရှိရင်တော့လီဗာပူးတို့ကတေချာပေါက်ဒီပွဲမှာပြန်လဲပြီးတော့နိုင်ပွဲတွေရှာတွေ့အောင်ကြိုးစားသွားမယ်ဆိုတဲ့အနေထားမျိုးဝီဂီတီကဖွင့်ပေးခဲ့တာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့မှာချစ်လက်စွာသောမန်ချက်စတာယူနိုက်တက်ကတော့ဒီဘဘူးတင်းကိုနိုင်မို့တော်တော်လေးကိုရာခိုင်တော့နဲနေခဲ့တယ်လို့ကျွန်တော်ကတော့သုံးသက်ပေးချင်ပါရယ်အဲ့တော့ညီကိုရရဲ့မှာအမြင်ရကောဒီနှစ်သင်းမှာက အဲလီဗာပူးတင်းကိုမန်ချက်စတာယူနိုက်တက်တို့ကအဲဒုက္ခပေးသွားနိုင်မလားညီကိုတို့ကဘယ်လိုအမြင်မိလဲဗျာနော်အဲကျွန်တော်ရမအမြင်ရသုံးသက်ပေးရမယ်ဆိုလို့ရှိရင်တော့လက်ရှိဖွင့်ပေးထားတဲ့ဘော်ဒီကြီးနဲ့ဂူပေါင်းကြီးကိုနှိုင်းဆမယ်ဆိုလို့ရှိရင်တော့လီဗာပူးတင်းကမန်ချက်စတာယူနိုက်တက်ကိုတရားရခိုင်တော့အနိုင်ရရှိသွားမယ်လို့ကျွန်တော်ကတော့သုံးသက်ပေးချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမျှော်လင့်စရာရှိတာကတော့မန်ချက်စတာယူနိုက်တက်တို့ကနီးပြအပေါ်မှာကောအားလုံးယုံကြည်မှုတွေပေးထားခဲ့တာဖြစ်တဲ့အတွက်ကစားသမားတွေနဲ့နီးပြတွေသာကျွန်တော်တို့တွေပြန်လဲပေါင်းစည်းပြီးတော့အဆင်ပြေပြေနဲ့ပွဲထွက်လာပြီးတော့ နိစနစ်တစ်ခုကိုအကောင်းမဆုံးအသုံးချနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းကိုအမြင့်ဆုံးတေးလောက်အထိတော့ကန်သွားနိုင်လိမ့်မယ်လို့ထင်တယ်လီဗာပူးအသင်းကိုဒုက္ခပေးုံတက်တက်မန်ချက်စတာယူနိုက်တက်ကလှုပ်သွားမလားဒါမှမဟုတ်ရင်ကောကျွန်တော်အင်ရှင်ဖြစ်တဲ့လီဗာပူးအသင်းကမန်ချက်စတာယူနိုက်တက်အသင်းကိုဂိုးပြတ်သွန်းသွားနိုင်မလားကျွန်တော်ဒီနေ့စောင့်ကြည့်ရမယ်ပွဲလို့ကျွန်တော်ကတော့မြင်မိတယ်မန်ချက်စတာယူနိုက်တက်တို့ကတော့အမြင့်ဆုံးတေးရီပဲကျွန်တော်ကတော့ခံမှန်းနေလီဗာပူးအသင်းကတော့မနိုင်ရင်တောင်မှအနိုင်ဆုံးတေးရီလောက်လို့ပဲကျွန်တော်ကတော့ခံမှန်းသုံးသက်ပေးချင်ပါတယ်လက်ရှိဖွင့်ပေးထားတဲ့ဂိုးပေါင်းကြီးအရနှိုင်းဆမယ်ဆိုလို့ရှိရင်တော့ ူဝမ်တပါလောင်နဲ့ပြီးဆုံးရင်ပြီးဆုံးဒါမှမဟုတ်ရင်တော့သရီစီးတပါလောင်နဲ့ပြီးဆုံးသွားမယ်လို့ကျွန်တော်ကတော့ခံမှန်သုံးသက်ပေးခဲ့ခြင်းပါတယ်ဗျာနော်အဲ့တော့ညီကိုတို့ရဲ့မအမိများကိုလည်းပဲမှတ်ချက်မှရေးပေးခဲ့ကြလို့ရပါတယ်ခင်ဗျာအဲ့တော့ညီကိုတို့မနေ့ဖြန်တောက်ကြံတနင်္ဂနွေနေ့ညမြန်မာစာနာချိန်စံတိုင်းထိုးချိန်မှာဆိုလို့ရှိရင်တော့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ပွဲလေးကိုကျွန်တော်ရဲ့မှာပုံမှန်လွှင့်နေကြ live stream လေးတွေမှာလာရောက်ပြီးတော့ကြည့်ရှုနိုင်မှာဆိုတဲ့အကြောင်းတနင်္ဂနွေပေးရင်ကျွန်တော်ရဲ့မှာ အဗီဒီယိုဖိုင်လေးကိုရနာအောင်မှာပဲဖြစ်ပါတယ်ဗျာနော်အဲ့တော့ညီကတို့အနေနဲ့ကျွန်တော်တို့မှဗီဒီယိုဖိုင်လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှင်တော့လက်မလေးတဲလေးပေးသွားပြီးတော့ follow မလို့ရတဲ့ညီကိုများကျွန်တော်တို့မှအကောင့်နဲ့ကျွန်တော်တို့မှပေးနေကျွန်တော်တို့မှ YouTube channel လေးကို follow တွေ subscribe တွေပြုလုပ်ပေးသွားကြပါအောင်ဗျာနော်